ဒီဗီဒီယိုလေးမှာကျွန်တော်တို့တွေ WS account ကိုထပ်ပြီးတော့ကျွန်တော်တို့တွေက email ထပ်ထည့်တဲ့နေလန်းကိုပြောပြမှာဖြစ်ပါတယ်။ပြောဒီ WS account ကိုလူတိုင်းလည်းသိကြပါတယ်။လူတော်တော်များများလည်းအခုနောက်ပိုင်းမှာသုံးလာကြတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီမှာ WS ထဲကိုဝင်လိုက်ပါမယ်။ဝင်ပြီးွားပြီဆိုလို့ရှင်ကျွန်တော်တို့ကဒီ account ကိုပို့ပြီးတော့ခိုင်မအောင်ကျွန်တော်ကထပ်ပြီးတော့ email ထပ်ထည့်มาဖြစ်တဲ့အတွက်ဒီမှာညာဘက်အပေါ်နားမှာရှိတဲ့အဆက်30ကိုနှိပ်ပြီးပါ ပြီးရင်တော့ကျတို့ကဒီမှာစတီလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါစတီကိုနှိပ်ပေးပြီးပါပြီဆိုလို့ရှင် ကျတို့ဒီအပေါ်ဆုံးမှာရှိတဲ့အကောက်ထဲကိုဝင်ပြီးပါအပေါ်ဆုံးကအကောက်ထဲကိုဝင်ပြီးသွားပြီဆိုရင်ကျတို့ကဒီမှာ email address ပေါ့နော် account ကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှင်ကျတို့ကဒီနေရာမှာ address email ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ ပြီးရင်တော့ကျွန်တော်အသုံးပြုခြင်းနဲ့ email တစ်ခုခုကိုထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ချင်းကျွန်တော်အသုံးပြုမဲ့ gmail ကိုထပ်ပြီးတော့ထည့်လိုက်ပြီးဖြစ်ပါတယ်နော်ပြီးသွားပြီဆိုလို့ချင်းတော့ name နဲ့ထပ်ပြီးတော့သွားပါမယ်ဒီနေရာမှာကျွန်တော်တို့ verify လုပ်ပြအောင်မှာဖြစ်ပါတယ်အဲ့တော့ continue ကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ချင်းတော့ကျွန်တော်တို့ verify ဖြစ်သွားပါပြီဒါဆိုလို့ချင်းတော့ဒီ email ကဒီ account ထဲမှာကျွန်တော်တို့သူကအလုပ်လုပ်ပြီးဖြစ်ပါတယ်နော်အဲ့တော့ဟုတ်ပြီဒါဆိုလို့ချင်းကျွန်တော်တို့ ဟိုက email နဲ့ချိတ်ချင်တယ်ဆိုလို့ရှင် email နဲ့အလွယ်တကူချိတ်တဲ့နီလန်းကိုတီးသွားပြီဆိုတော့အားလုံးပဲလောက်တက်ကြလိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်